ကျွန်တော်ရဲ့သတိဒီဝါဒနာရှင်များလို့မင်္ဂလာပါဗျကျွန်တော်လာမယ်21ကျင်းမှာထွက်ရှိမယ်သတိဒီခြေကနတို့ပေါ့နော်ကျွန်တော်တို့နစ်စာတဲ့တနေ့လုံးစောင်းခဲ့ရတဲ့အမွေကနံတကွနဲ့ရန်တကွနဲ့ပါမယ်ပေါ့နော်အာရောထူရမယ်မွေကနံတကွနဲ့ရန်တကွပေါင်းအဓိကနှစ်ကွက်ပြသွားမယ်ပေါ့နော်ဒီထဲမှာမှကျွန်တော်တို့ဒီတနေ့စာအတွက်လေးချိန်ပဲကျန်တော့တယ်ပေါ့နော်အဲ့ဒီလေးချိန်နေရာဟာ နဖြစ်နိုင်ကြီးလာနိုင်ကြီးရှိတဲ့ပုံမွေ site to site ကိုလည်းကျွန်တော်ထည့်ပြီးတော့ရှင်းပြပေးသွားမယ်ပေါ့နော်ဒါဒါလေးမပြောရင်ကျွန်တော်တို့696အောင်ဆိုရတဲ့ site ပေါ့နော်ခါ3လုံး9 4ဆိုပြီးတော့ခါ3လုံးက6လို့ထောင်းတယ်ခါ3လုံးအထောင်ရဲ့အထောင်ပေါင်းခြင်းပါဝါကပရိနေဘူးခွာဆိုတော့6ပါဝါ1နဲ့ဒီမှာ696 temperature ကြာ ပြီးသွားပြီပေါ့နော်ကျွန်တော်ကအဲ့လိုပဲဆုံးပြလိုက်တယ်ပြီးပြီကိုတော်ဝင်လေးကြည့်သွားပြီခဏလေးအောင်သွားပြီအဲ့ site ထမလာလောက်ဖို့ပေါ့နော်2005ခုနှစ်မှာလေနှစ်ခါလာပဲကြာနော်အဲဒီမှာထပ်ပြီးတော့၄89ဆိုပြီးတော့ကျွန်တော်တို့က696ကြာပြီးတော့ခါသုံးလုံးက3ညလို့ထောင်းတယ်3ညလို့ထောင်းပြီးတော့3ညပါဝါ9ပြည့်နဲ့အပူခွာဆိုပြီးဒီမှာ696ပြီးတော့ အဲ698လို့ရိုက်သွား sorry နော်ကျွန်တော်မမထားလို့698လို့ထပ်ပြီးရိုက်သွားတယ်ပေါ့နော်698ကိုထပ်ရိုက်သွားတယ်ပေါ့နော်ဟာသုံးလုံးအထောင်ပေါင်းခြင်း ပါဝါ698လို့ထပ်ရိုက်တယ်ပေါ့နော်အာကျွန်တော်ချောကူချောအောင်ခဲ့တဲ့ site ကိုထပ်ပြီးတော့ဒါ10ခွာပေါင်းနဲ့ထပ်လို့တော့ပျတာပေါ့နော်တကယ်လို့၃ချက်ကြိုက်တယ်ဆိုတဲ့လူတွေပေါ့နော် ထိုးကြတော့ခွန်ကိုကို ခါသုံးလုံးထောင်ပေါင်းခြင်းကငါးပေါ့နော်ငါးရဲ့ပါဝါတုံညာပရိအပူခွာကိုဒါတုံညာပရိကြိုက်တဲ့လူတွေတုံညာပရိအပူခွာထိုင်ပေါင်းမှ၁၀ကွက်ပဲရှိပါလေကိုကြိုက်တဲ့ကင်းနဲ့ရွေးထိုးလို့ရတယ်ပေါ့နော်နောက်တော့ကျွန်တော်ရေးမပြတော့ဘူးအဓိက message ကြင်အတွက်ကျွန်တော်ဖုံမွေး site တစ်စိုက်ပေါ့နော်ဒီမှာရှိ6ခွန်ပေါ့နော်ဒါကတကယ်တမ်းကျွန်တော် member ဝင်ပြီးတဲ့အာကနန်း site ကိုထုတ်ပေးလိုက်တာပါနော် မှာ86ခုတဲကြတယ်ပြီးတော့20နှစ်မှာလည်း86ခုတဲကြတယ်24မှာလည်း86ခုတဲကြတယ်အဲ့လို86ခုတဲကြပြီးတော့သူ့ရဲ့အထက်ခွာပေါင်းပေါ့နော်ခွာပေါင်းနဲ့အလုပ်လုပ်မှာခွာပေါင်းက9ရှိတယ်9ဆိုတော့ကျွန်တော်တို့ကအကျင်ရင်ပြောရင်9ကြီး16ကြီးနော်9ကြီးရယ်16ကြီးရယ်အလုပ်လုပ်မှာဘာကနေအလုပ်လုပ်လဲဆိုတော့ ဒီမှာ6ဂွန်တဲကြပြီတော့သူ့ထမှာခွာခွာပေါင်းကိုးကြီးရဲ့အတွက်ကြောင့်ကိုးကျင်စုကိုးကျင်မှာ6 6 9နှစ်ပတ်လဲပေါ့နော်6နှစ်5ပတ်လဲဒီမှာ9နှစ်6ဆိုပြီးတော့ကိုးကျင်မှာပဲရိုက်သွားတယ်ပေါ့နော်ဟုတ်ပြီဒီမှာ6ဂွန်တဲကြတယ်သူ့ထမှာခွာပေါင်း၄ရှိကိုးတုံညာငါခွာပေါင်း၄ရှိရဲ့အတွက်ကြောင့်၄ဂျီ၁၄ဂျီ 24ကြီးဒီ6 9နှစ်ပတ်လေနော်9နှစ်6ပတ်လေပေါ့နော်ကြာမယ်ဆိုတော့ဟိုမီ16ခုန်သူ့ထမခွာပေါင်းလေးကြီးလို့ဒါဆိုရင်4ကြီး24ကြီး24ကြီးဒီမှာ4ကြီးမှာပဲကြာသွားတယ်နော်6 9နှစ်စိုက်ဒီမှာ9နှစ်6လို့ထွက်တယ်ဒီမှာ6 9နှစ်လို့ထွက်တယ်ဒါဆိုရင်ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်က16ခုန်တည်းကြာသွားပြီသူရဲ့ like နဲ့9နှစ်6 6နဲ့5အာပေါ့နော်9နဲ့6 6နဲ့5အာကကျွန်တော်တို့ကသူ့အထက်မှာဒီရှိ6ခွင့်ရဲ့အထက်မှာခွာပေါင်း10ဖြစ်နေတယ်တိဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတစ်ချိန်မှာတင်ထိုးတယ်ရတယ်မလားဘာမှမဖြစ်ချားတယ်လုံးလုံးမထိုးပြီးတော့ဆက်တစ်ချိန်မှာထိုးတယ်ပေါ့နော်ဆက်တစ်ချိန်မှာထိုးတယ်၃ခုနဲ့ထွက်တယ်ဘာမှမဖြစ်သေးဘူးကျွန်တော်တို့တို့ sorry ခွာပေါင်းတစ်ဖြစ်ထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကတစ်ချိန်ရယ်ဆက်တစ်ချိန်ရယ်20တစ်ချိန်ရယ်လိုက်ရမှာဒါဆိုရင်ကျွန်တော်တို့ကအခုချိန်အတွက်20တစ်ချိန်မြောက်မှာဒီမှာ6နဲ့5လို့ကျွန်တော်ကထည့်ပြီးတော့ပို့ရွေးရွေးပေးထားတယ်ပေါ့နော်6နဲ့5အာထူရမယ်အခု20တစ်ချိန်ဟုတ်ပြီပြီးသွားပြီနော်6နဲ့5အာ တကွယ်ပြီးသွားပြီဆိုတော့နောက်ထပ်သူကလိုက်ကနန်းလေးရှိနေတယ်ပေါ့နော်ဘာလဲဆိုတော့ဒီမှာရှစ်ချောက်ကွန်ထွက်ပြီးတော့သူရဲ့နောက်ထဲမှာ650လိုက်တယ်ထားတော့ကျွန်တော်အချင်းကြီးဘာမှမထားဘူးကြံလေးချင်းအတွက်ပေါ့နော်ကြံလေးချင်းလုံးအတွက်က650နောက်ပြီးတော့ဒီမှာရှစ်ချောက်ကွန်ထွက်တယ်သူရဲ့နောက်နဲ့ပေါ့နော်သူရဲ့နောက်နဲ့ဆက်နေချိန်မှာ639ဆိုပြီးထပ်ထွက်တယ် ဒီမှာ650အတွက်တယ်ဒီမှာ635ဒါဆိုရင်ကျွန်တော်တို့က၄ချိန်ပဲကျန်တယ်ပေါ့နော်ဒီ၄ချိန်မှာ635မှ635ပြန်အောင်မယ်ပေါ့နော်635အားရေခုကျွန်တော်ပြီးလိုက်တဲ့625အားရေပေါ့နော်ဒါကျွန်တော်မမ္ဘာဝင်တွေပေးရခဏကို၄ချိန်မှကျန်တော့ဖြစ်တဲ့အတွက်ကြောင့်ဒါအာဂနမ်မျိုးဖြစ်တဲ့အတွက်ကျွန်တော် စေရနာနဲ့ချပစ်လိုက်တာပါလေးချိန်မှမွေးထူယုံမယ်ပေါ့နော်လေးချိန်သလုံးမမွေးထူယုံဟာကျွန်တော်တို့က၃ညချုံကပတ်လေဟိုပဲမွေးထူအောင်6နဲ့5ဒီတစ်ချိန်ပဲဆော့အောင်ပဲပေါ့နော်ဒီတစ်ချိန်မှာပဲဒါအားပြီးတော့ဆော့အောင်ပေါ့နော်ထူအောင်ပဲဒါဆိုပြီးသွားပြီဒါဒီနှစ်ကွက်ကိုဒီ6ခုဒီဇိုင်းနဲ့ကျွန်တော်အပေါ်ခွာပေါင်းနဲ့ပြပေးလိုက်တာဟုတ်ပြီ မမ်ဘာဝင်ကျင်တဲ့သူတွေအတွက်ကျွန်တော်တို့ဖုံးမွေး၂ဆိုက်ရှိပါသေးတယ်မမ်ဘာကနန်းရေလို့ကျွန်တော်ဒီမှာကနန်းကိုတော့ရောပြီးတော့ထည့်ပေးတယ်ဒါပေမဲ့မမ်ဘာတီးသန့်ကနန်းမျိုးတော့ကျွန်တော်ပေးထားတာမျိုးမရှိဘူးပေါ့နော်ထည့်ထားတဲ့ကနန်းထဲမှာတော့ကျွန်တော်ထည့်တော့ပေးရပေါ့နော်ဘယ်ဟာမိန်လဲဆိုတာရွေးချယ်ပေးထားခြင်းမျိုးတော့မရှိဘူးမမ်ဘာတီးသန့်ဝင်ကျင်တဲ့သူတွေအတွက်ကတော့ဒီမှာကျွန်တော်ဒီ Viber ကိုဆက်သွယ်လို့ရတယ်ပေါ့နော်ဒီတစ်ပတ်အတွက် member main or နှစ်ကွက်တဲ့ ရှိပါတယ်ပေါ့နော်ဟိုကနန်းကို စိုက်နေလိုချင်လဲရတယ်ပေါ့နော်စိုက်နေလိုချင်တော့ကျွန်တော်စိုက်နေတစည်းပြန်ထုတ်ပေးတယ်ပေါ့နော်အားလုံးလည်းဆိုဒီနေ့ပဲမှာစိုက်နေပြန်လှုပ်စားတဲ့သူတွေကလည်းအများကြီးရှိတဲ့အတွက်ကြောင့်စိုက်ကိုတော့မပေးတာပါစိုက်နေဆိုရင်လည်းကျွန်တော်တစည်းရှိတယ်ပေါ့နော်ဟုတ်ပြီဒီနှစ်ကွက်အားပြီးတော့ကျွန်တော်ဝါသနာရှင်တွေအတွက်တခုတတိပေးစီပါပေါ့နော် တခုသတိပေးစရာပါလဲဆိုတော့ကျွန်တော်တို့ကလေ့ကျင့်ပဲကြံတော့တယ်လေ့ကျင့်ပဲကြံတော့တယ်ဆိုတော့ဒီမှာငါးဆွန်းတဲ့ခုနှစ်တိုင်းမှာပါဝါနှခတ်ပါဝါနှခတ်ထွန်ကြတယ်ထွန်ပြောတာမဟုတ်ဘူးပေါ့နော်ထွန်ရလဲလေ့ကျင့်ကြံလေ့ကျင့်ပဲကျွန်တော်ကလေ့ကျင့်မှာဗျာကျွန်တော်တို့ကတကွက်ကိုတထောင်ဖို့ထိုးဆိုတာလေ့ကျင့်မှာတကြိမ်ကိုတထောင်ကုန်မယ်တထောင်ရင်းအောင်မယ်ပေါ့ဗျာထွန်စဲကွက်ထိုးသွားလိုက်မထွက်လာခင်ကျွန်တော်တို့ပတ်စံ၄000ပဲရင်းလိုက်ရမယ်ပေါ့နော်ဒါကဥပမာပေးတာပါ ထွက်လာခဲ့ရင်၄သောင်းရင်းပြီးတော့ဒါကျွန်တော်တို့၅သိန်း၅သိန်းခွေရောင်းမဲ့မြက်မဲ့ဆိုင်မျိုးပေါ့နော်ဒါဒေါ်ထွိုင်းလေမွေးမွေးထူပါအဲ့ဒီထဲအောင်မှာကိုချိုက်တဲ့ထွိုင်းကိုပေါ့နော်ထွိုင်းဆိုတာတော့တလုံးနဲ့မလို့ကြီးကန်ရခက်တယ်ပေါ့နော်တင်ထိုးပါနောက်တစ်ခုကျွန်တော်အဓိကသတိပေးချင်တာ395ခွန်168နှစ်ခွန်လေးဒီကနန်းလေးတွေကပါဝါနက်ခတ်ထွိုင်းလို့ခေါ်တဲ့ကနန်းမျိုးပေါ့နော်ဒီ၁၀ဝက်ကဒီ၄ချိန်မှာကြံတဲ့၄ချိန်မှာဒီကနန်းကိုလည်းမွေးထိုးပါ เนาะဒီဆယ်ခွဲထက်ကျွန်တော်တို့ဆယ်ခွဲအလုံးထိုးเสียမှာလို့ပေါ့เนาะဒါချိုင်းသမားတွေအတွက်ပို့ပြီးတော့အဆင်ပြေခီးချိန်ပြီးထိုးလို့ရတယ်ပေါ့เนาะဒါပါဝါနက်ခတ်ထွန်ဆယ်ခွဲလုံးဝထွက်ဖို့ရှိပါတယ်မဖြစ်မနေထွက်ဖို့ရှိပါတယ်ဒါတို့ကျွန်တော်ကခီးနဲ့ဒါမှမသမားတွေတို့တစ်ခွက်ကောင်းနှစ်ခွက်ကောင်းအောင်ပြန်ထုတ်ပေးရပေါ့เนาะအကြတော့ channel လေးချိန်မှာပါဝါနက်ခတ်ထွန်မွေးရမယ်ထွန်မွေးရမယ်ပေါ့เนาะတံပါလေထွက်လာခြင်းလေးချိန်တွင်နေပေါ့เนาะ တချို့ဆိုတနေ့လုံးတော့မှဟိုလိုထိုင်းထီရသာဖြတ်ပြီးမွေးနေရတာရှိရပေါ့နော်လေးချိန်မှာပါဝါနက်ကထွိုင်းနဲ့ထွိုင်းကိုမွေးထိုးပါအဲ့ဒီတောင်မှကျွန်တော်ပါဝါနက်ကထွိုင်းပြည်နယ်ကြီးအားကောင်းဆုံးဒီလေးဝက်ကိုတော့ရွေးချယ်ပေးထားပါတယ်နောက်တစ်ခုကကြတော့ဒီ20ချိန်အတွက်အရေးကြီးဆုံးကတော့6.5အာကနန်းရဲ့3.65ဒါလေးချိန်စာလုံးမွေးရပါမယ်ဒါဆိုရင်ကျွန်တော်ယခုပြတဲ့ဆိုင်လေးကနေပြီးတော့ ျွန်တော်ရေ 3D ဝါသနာရှင်တွေ၊ခြေဝါသနာရှင်တွေအားလုံးပဲတည်ငြိမ်အောင်မြင်ကြပါစေ။ကိုလပ်ပါခင်ဗျာ။